အားလုံးပဲမက်လာပါရန်ကုန်မြို့နယ်မှာတချို့မှာလေစင်တံမောင်းခေါ်အင်အားကြီးလေကျန်းတိုက်ခိုက်ခဲ့ပါတယ်လူနေအဆောက်အဦတချို့ပျက်စီးခဲ့ရပါတယ်ဒီအင်အားကြီးလေစင်တံမောင်းဟာလူအတက်ကိုအန်တယ်ဖြစ်စေလောက်တဲ့အထိတိုက်ခိုက်ခဲ့ပါတယ်အဆိုပါဖြစ်စဉ်ကို ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်စကိုက်တိုက်ချင်းမှာတော့အင်အားကြီးပုံမပေါ်ပဲနောက်ပိုင်းတစ်ဖြည်းဖြည်းအင်အားကြီးစွာတိုက်ခိုက်ခဲ့တယ်လို့အနီးနာရှိ လူတချို့ကပြောပါတယ် အဆောက်အဦတချို့လည်းပျက်စီးသွားခဲ့ပါတယ်။ဗီဒီယိုလေးကိုအတူတူကြည့်လိုက်ကြရအောင်ရှင်။ဟုတ်စကောင်းပါလားသိရအားလုံးပဲဘေးရန်ကင်းဝေးနိုင်ကြပြီးစိတ်ချမ်းသာကိုချမ်းသာနေထိုင်နိုင်ပြီး လူနိုင်တဲ့နိုင်ကြပါစေလို့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်အဆုံးထိကြည်ယူပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ရှင်